အားလုံးပဲမင်္ဂလာပါဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ငနေနေ့လေးကင်းလေးပါเนาะအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမာတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလူရဆန္ဒလေးတွေတစ်လုံးတစ်ဝါးတွေပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ဥစွာဗြဟ္မာစုမကောလေးတောက်ပြလိုက်ပါရစ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ နေလေခင်လေးပါเนาะကျွန်တော်ရဲ့ live show video လေးကိုကြည့်နေကြတဲ့ငါကုတ်ငါမတွေအားလုံးပဲเนาะကျွန်တော်တို့မဖြစ်မနေကစားတဲ့နေကျွန်တော်တို့ရဲ့နေကုံစာဝန်ကြီးလေးပေါ့เนาะမနေ့ပိုင်းမှာမထွက်ခဲ့ဘူးအဲ့တော့ကြောင့်ညနေပိုင်းမှာထပ်မံပြီးတော့ကစားပါမယ်အဲ့တော့အားလုံးပဲကျွန်တော်တို့အခုဒီ live show video ဖိုင်လေးကိုကြည့်နေတဲ့ကုကုမတွေတဲမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေအပါရင်လဲကျွန်တော်တို့သေချာလေးနားထောင်ပေးပြီးရင်နေ့တိုင်းစောတဲ့ကုကုမတွေလည်းအားလုံးပဲကျွန်တော်ရဲ့ နေ့လိုက်ကနန်းလေးတွေကိုကျွန်တော်တို့မနက်ပိုင်းမှာအဆင်မပြေခဲ့ဘူးညနေပိုင်းမှာအားလုံးပဲပေါက်မယ်ရမယ်ဟုတ်တယ်နော်ကျွန်တော် line လေးမကောင်းတဲ့အတွက် line လေးမလွှင့်ရခြင်းဖြစ်တယ်နော်တော့ကြာ line ကပြက်ပြက်ကြသွားရင် line ကအဆင်မပြေမှာဆိုလို့အားကြောင့်ကျွန်တော် line ကလေးမလွှင့်တာဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်တို့ဘုံတဖူးနေ့မနက်စေးလွှဲခဲ့ပြီ okay အမှားမှန်လိုက်ချနိုင်တဲ့ကိုကူမားညနေစီမှာပေါက်မယ်အဲ့တော့တရောင်းမကြဝင်လာမယ်ဝင်လာပြီဆိုတော့ ਨੇ line လက်မလေးတရောင်းတစ်ချက်စီနှိမ့်မယ် တန်းနိုင်တဲ့နေရာလေးတွေမှာ တန်းနိုင်တဲ့နေရာလေးတွေမှာရှယ်ပေးပါမျှဝေပေးပါလို့ကျွန်တော်ဦးစွာဖရမမေတ္တာရက်ခံပါတယ်ဗျာနော်ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်စကားလေးကိုပလေမခံမင်းနဲ့ကျွန်တော်တို့နေ့တိုင်းကဏ္ဍလေးကိုတွားမယ်25ရက်6လ2020နဲ့ငါဗုဒ္ဓဖူးနေ့ညနေ4နာရီခွဲစီအတွက်နော်ဘိုင်ပတ်ဒီအနေနဲ့ပတ်ရမယ်ပတ်ဒီဒီအားလုံးပဲ1ဘိုင်1ပတ်ဒီ6ဘိုင်6ပတ်ဒီဖြစ်ပါတယ် တစ်6ပတ်သီးဖြစ်ပါတယ်เนาะတစ်ပိုင်းတစ်ပတ်သီး6ပိုင်း6ပတ်သီးဖြစ်ပါတယ်တင်းတဲ့ပတ်တိုင်းအဓိကထားပြီးထိုးရမယ်မေယောကနန်း၄ခွက်ရှိပါတယ်6ပိုင်း6ပတ်သီးနဲ့ပတ်တိုင်းရင်အဓိကထားပြီးထိုးရမယ်မေယောကနန်း၄ခွက်ရှိပါတယ်အဲ့ဒါကတော့အားလုံးပဲကျွန်တော်တို့တင်းတဲ့ပတ်သက်လို့ရှိရင်ကဲအဲ့တော့အားလုံးပဲအပန်းမကြည့်ဘူးဆိုတဲ့ကိုကိုမာရီမန်လေးထဲမှာမှတ်ပါเนาะအဲ့တော့တင်းနဲ့ပတ်သက်လို့ရှိရင်မယောလေးွက်ကျွန်တော်စားပြီးတော့ပြောပါမယ် เนาะไลฟ์ပြီးတော့မှတ်မယ်ကဲအဲ့တော့အားလုံးအားလုံးပဲတင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့1 4 1 5 1 3ဖြစ်ပါတယ်တင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့1 4 1 5 1 3 1 5ဖြစ်ပါတယ်အားလုံးပဲเนาะဒါဆိုလို့ရှိရင်တင်းနဲ့ပတ်သက်တဲ့မယော၄ခွက်ရပြီဒါဆိုရင်ချောင်းနဲ့ပတ်သက်တဲ့မယော၄ခွက်เนาะ၆နဲ့ပတ်သက်တဲ့မယော၄ခွက်ဒီချောင်းနဲ့ပတ်သက်ရင်6 4 6 5 6 3 69ဖြစ်ပါတယ်။เนาะ6နဲ့ပတ်သက်တဲ့မျော်လေးခွက်စီ64 65 63 69ဖြစ်ပါတယ်။အဲ့တော့အားလုံးပဲ main တက်ခွက်ကောင်းเนาะ10ဘိုင်10ဘက်စီနဲ့ပတ်သက်ရင် main တက်ခွက်ကောင်း6ဘိုင်6ဘက်စီနဲ့ပတ်သက်ရင် main တက်ခွက်ကောင်းဒါလေးကိုမပြောခင် အားလုံးပဲကျွန်တော်ရဲ့အဖွဲ့ဝင်တွေကို ကျွန်တော်ဒေတာလေးမှတ်မယ်။ဒီညနေသည်ကျွန်တော်ရဲ့အဖွဲ့ဝင် grant ပေးထားတဲ့နောက်ဆုံးနေ့လေးဖြစ်ပါတယ်။ အလားလေးကိုတော့ကိုကိုမာရီတေချာလေးနားထောင်ပေးပါကျွန်တော်တို့လိုချင်တဲ့ထိတ်စီလုံးမိုက်လေးတော့ကြာပြီเนาะကျွန်တော်တို့လိုချင်တဲ့ထိတ်စီလုံးမိုက်လေးတော့ကြာပြီအဲ့တော့ကြောင့်ကျွန်တော်တို့မဖြစ်မနေကစားသင်းနေကျွန်တော်တို့ရဲ့ဇာတ်ရုပ်ပတ်တီးဒီအားကောင်းတဲ့ပတ်တီးဖြစ်ပါတယ်တကယ်လို့ဒီကြညံနေကျွန်တော်တို့ကစားမယ်အစင်မပြေခင်ကြာလာပြီးတောက်ကြမှာကျွန်တော်ရဲ့အဖွဲဝင်နေအားလုံးကိုကျွန်တော်မဖြစ်မနေအကောင်းဆုံးထပ်မှန်ပြီးတော့စူးစမ်းပေးမှာဖြစ်ပါတယ် အဲ့တော့ကြောင့်ကျွန်တော်ကိုယုံကြည်တယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးပဲလုံးဝစိတ်သက်မကြနဲ့ကိုလုံးဆရာရှိတာကိုတင်းတင်းရင်းလေးကစားမယ်ထွက်ရင်အမြဲရအောင်ကစားဒီကျွန်တော်တို့ဒီတောက်ဘော်တူးနေညံ့နေစေးမှာနော်လုံးဆရာရှိတာကိုလုံးမယ်အားလုံးရအောင်ကစားမယ်ဒါလေးကိုကျွန်တော်သိချမှာပဲကျွန်တော်ပုံမှန်ကျွန်တော်အမြဲတမ်းပြောနေတယ်ကျွန်တော်တို့ဘာကြောင့်ဒီကနန်းစီအားကောင်းလဲဒီနေ့တနေ့ကောင်မှာဘာကြောင့်အားကောင်းလဲကျွန်တော်ပြောတယ် ပြီးရင်ကျွန်တော်ဒီညံနေမှာပို့ပြီးတော့ဘာကြောင့်အားကောင်းလဲဆိုတာကိုကျွန်တော်ထပ်မှန်ပြီးတော့ပြောရရင်ကျွန်တော်တို့တုံညထိတ်စီးကြတယ်တုံညနောက်ဘက်ကြတယ်တုံညနောက်ဘက်ကြရင်ကျွန်တော်တို့လုံးပိုင်းအားကောင်းတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ရဲ့ထိတ်စီးတုံညထိတ်စီးထက်ကြရတယ်ဆိုကျွန်တော်တို့လုံးပိုင်းเนาะဇာရိုးစီလုံးဝအားကောင်းတယ်ကျွန်တော်စီချာလေးမှာပြီเนาะတကယ်လို့ကျွန်တော်တို့တုံရဲ့အတွေ့အမှာကျွန်တော်တို့ဒီပေါ်ထူးနေဒီတညံနေမှာအားလုံးပဲ ထွက်ခဲ့ရင်အားလုံးအဆင်ပြေမယ်မထွက်ခဲ့ဘူးဆိုရင်ကြာသာပြီးတောက်ကြမှာကျွန်တော်အကောင်းဆုံးဖြစ်အောင်အကောင်းဆုံးတက်နိုင်သလောက်အကောင်းဆုံးပြန်လဲပြီးတော့စ조사ပေးမယ်ကျွန်တော်ကိုယုံကြည်တဲ့ငါကိုငါမတွေအားလုံးပဲအခုဒီ live show ပြီးဖိုင်လေးကိုကြည့်တယ်ဆိုလို့ရှိရင်အားလုံးပဲတိမယ်နော်အဲ့အတွက်ကြောင့်ဘာမှစိတ်တက်မကြနဲ့နော်အားလုံးပဲကျွန်တော်တရားလုံးရှိပါတယ်နော်ကျွန်တော်ကိုယုံကြည်ရင်ယုံကြည်သလိုကျွန်တော်အကောင်းဆုံး조사ပေးနေပါတယ်ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့နေ့လိုက်ကဏ္ဍလေးကိုပြန်သွားမယ် တစ်ပိုင်တစ်ပတ်သည်6ပိုင်6ပတ်သည်တင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အဒီကထားပြီးထိုးရမယ်ခဏန်းသည်တစ်ပိုင်တစ်ပတ်သည်နဲ့ပတ်သက်ရင်တစ်ခွန်သည်တကွက်ကောင်းပါ6ပိုင်6ပတ်သည်နဲ့ပတ်သက်လို့ရှိရင်60ခွန်သည်တကွက်ကောင်းပါတစ်ပိုင်တစ်ပတ်သည်နဲ့ပတ်သက်လို့ရှိရင်တစ်ခွန်သည်တကွက်ကောင်း6ပိုင်6ပတ်သည်နဲ့ပတ်သက်လို့ရှိရင်60ခွန်သည်တကွက်ကောင်းဖြစ်ပါတယ်နော်တစ်ပိုင်တစ်ပတ်စီနဲ့ပတ်သက်ရင်တစ်ခွန်စီတကွက်ကောင်း6ပိုင်6ပတ်စီနဲ့ပတ်သက်လို့ရှိရင် 60ခွန်စီတကွက်ကောင်းပါနော်အဲ့တော့အားလုံးပဲတည်တည်ချာချာလေးနားထောင်ပြီးမြင်နားလေးအောင်လုပ်ပါနော်ကျွန်တော်ရဲ့အဖွဲ့ဝင်ကိုကိုမာကတ်ဒီညနေမှာအားလုံးပဲနှီးတိုက်ကိုအဖွဲ့ဝင်ကိုအားလုံးပဲတည်တည်ချာချာလေးပေါက်မယ်အဲ့တော့အားလုံးပဲနားမလဲဖုန်းလေးဆက်ပြီးတော့မေးပါကျွန်တော်ဖုန်းလေးကိုတိုင်းခံဖြည့်ပေးမယ် ကဲအဲ့တော့အားလုံးပဲအခုဒီ live show video file လေးကိုကြည့်နေကြတဲ့ငါကုငါမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းတွေပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒလေးတွေတလုံးတဝရဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးကင်းလေးပါနော်ကဲအားလုံးပဲဘိုင်းဘိုင်ပါ